ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စုကဝတ်သားကိုနုနုအီအီလေးနဲ့အရန်ကိုစားလို့ကောင်းတယ်ဝတ်သားပြုတ်ကျော်လေးကြော်ပါမယ်ဝတ်သားပြုတ်ကျော်ဖို့သူကဒီမှာစုရဲ့ဝတ်သားကတော့အစိတ်သားပါနော်ပထမဦးဆုံးဂျင်းထောင်းပြီးဂျင်းအရည်တွေကိုဝတ်သားမှာညှက်ထည့်ဖို့သူကဂျင်းကိုပပလေးအရင်လှီးပါမယ်ကျက်သွန်ဖြူလည်းစုအနေတော်ရွယ်လေးတွေလှီးထားပါတယ်ကျက်သွန်ဖြူကအမှွာသေးရင်တော့လှီးစရာမလိုဘူးပေါ့နော်ဒီမှာအမှွာနည်းနည်းကြီးနေလို့လှီးလိုက်တာပါ လှီးထားတဲ့ဂျင်းတွေကိုတော့ဂျင်းရည်ရအောင်လို့ဆုံနဲ့ထည့်ပြီးထားပါမယ်။ပြီးရခါမှာတော့ထောင်းထားတဲ့ဂျင်းတွေကိုစူဝက်သားထဲကိုအရင်ညှစ်ထည့်လိုက်ပါတယ်နော်။အရာရအတွက်ကချက်သားမို့အနေငယ်ထည့်ပါမယ်။ပင်ငံပြရည်အကျဲကိုလည်းဟင်းခက်စွန်းတစွန်းထည့်ပါမယ်။ခယူစီဟင်းခက်စွန်းနဲ့တစွန်းထည့်ပါမယ်။ အနံ့မွေးအောင်လို့၅မျိုးဆက်တရုတ်မဆလာအနေငယ်ထဲပါမယ်။ရုပ်ကောင်းအဖြူကိုလည်းအနေငယ်ထည့်လိုက်ပါတယ်။ရုပ်ကောင်းအမဲကိုထောင်းပြီးထည့်လဲရပါတယ်နော်။ပြီးရင်တော့စုအားလုံးကိုရတာပြီးဝင်သွားအောင်လို့တတိချာချာလေးနေပြီးနာယူဝက်လောက်နှက်ထားလိုက်ပါမယ်။နှက်ဖို့အချိန်မရှိရင်တော့တခါတည်းရတာနေပြီးကြော်လို့ရတာပေါ့နော်နှက်ထားရင်တော့အရတာကပူပြီးစားလို့ကောင်းပါတယ်။ ဝတ်သားနှက်ထားတာနိုင်ဝက်ပြည့်ရင်တော့ဆူရိုဝတ်သားကိုစားပြီးပြုတ်ကြော်လေးကြော်ပါတော့မယ်။ပိုးတွေကိုစီထည့်ပါမယ်။တကြမ်းကိုလက်ဖက်ရည်စုံနဲ့သစုံနဲ့တဝက်ထည့်ပါမယ်။အထက်ပိုထည့်လည်းရပါတယ်နော်။တကြမ်းတွေခုလိုမျိုးအေးပြိုလာပြီဆိုရင်တော့တီးထားတဲ့ကြက်တုံကြီးတွေကိုထည့်လိုက်ပါတယ်။ကျတော့ကြီးတွေကအခုလိုမျိုးအနေငယ်နွမ်းလာပြီးဆိုရင်တော့နှက်ထားတဲ့ဝက်သားတွေကိုထည့်လိုက်ပါတယ်။ ရီမထည့်သေးပဲနဲ့ဝက်သားတုံးတွေကြီးကြီးလေးလေးနဲ့အရာဓာတွေဝင်အောင်လို့ဆီနဲ့ပဲအရင်ကြော်ပါမယ်နော်ဆိုရင်တော့ဝက်သားတော့လည်းအနေငယ်ကြည့်လိုက်ပေါ့နော်ဝက်သားကနေလေရေအနေငယ်လေးထွက်နေပြီဆိုရင်တော့သူ့လိုရေထဲပါမယ် ရေထည့်ပြီးရတော့ဝက်သားတုံးတွေနူးနူးအီအီနဲ့ကြက်တဲ့အထိအဖုံးအုပ်ပြီးနိုင်ဝက်လောင်းချက်ပါမယ်နိုင်ဝက်မပြည့်ခင်ကြားမှာတော့စုတခအဖုံးဖွင့်ပြီးဝက်သားတွေကိုခိုဘက်ဒီဘက်လှန်လိုက်ပါတယ်။ပြီးရင်တော့အဖုံးအုပ်ပြီးဆက်သေးပါမယ်။ခုဆိုရင်တော့စုချက်ထားတာနိုင်ဝက်လောက်ရှိပြီပေါ့နော်။စုအဖုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ရေလဲစစ်ပြီးဝက်သားတို့ကလည်းနူးဤနေပါပြီ။ ဝတာပြုတ်ကျော်ဆိုတော့စူဝတာတုံးတွေနနီရဲရဲလေးနဲ့အယောင်လှအောင်လို့ပိုးထဲမှာရှိတဲ့စီနဲ့ပဲခဏလောက်ဆက်ကျော်လိုက်ပါတယ်ခုဆိုရင်တော့ဝတာတုံးနုနုအီအီလေးနဲ့ရတာလည်းအရန်ကူမှကောင်းတယ်ဝတာပြုတ်ကျော်လေးကျက်ပါပြီ ဝတ်သားကိုဟင်းကြီးပဲချက်စာရတာယူဤလာပြီဆိုရင်တော့ခုလိုမျိုးပြုတ်ကျော်လေးကျော်ပြီးဟင်းကျိုနဲ့သွဲပြီးစားကြည့်ကြနော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတပါ